DUV ရဲ့နောက်ဆုံးရသတင်းလေးကိုပြပြပေးပါမယ်။အာနာသိန်းစစ်တပ်ကိုအားပေးထောက်ခံခဲ့တဲ့လူရှင်တော်ဒိန်းတောင်ရဲ့အဖွဲ့ကိုစစ်အာဏာရှင်စန့်ကျင်တပိတ်မောက်နေသူတွေရောတထောက်ခံသူတွေကပါပွဲမငါတော့လို့စားဝတ်နေရေးအတွက်ရက်တီဖို့ခက်ခဲလာတယ်လို့လူရှင်တော်အတိုင်းဝိုင်းစီကလည်းသိရပါဗျ။ စစ်တပ်ကိုထောက်ခံပေမဲ့စစ်တပ်ကပါပွဲမငှလို့ရက်တီဖို့ခက်ခဲနေတယ်လို့အော်တိုဘားလ7ရက်ကမြောက်ဒဂုံမြို့နယ်48ရပ်ကွက်မှာပြုလုပ်တဲ့လူရွှေနော်ရွာစီမံကိန်းပနက်ရိုက်ပွဲမှာဟာတာပညာရှင်အစည်းအရုံးဥက္ကဋ္ဌဒိန်းတောင်ကိုရိုင်းကပြည်ရင်းမီဒီယာတွေမှာပြောဆိုခဲ့တာပါ။ ကင်းနီပြည်နယ်ကမြို့နယ်၄ခုနဲ့ရှမ်းကယင်နီနယ်ဇက်ကမြို့နယ်တစ်ခုမှာစစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖြန့်ပြီးထိုးစစ်ဆင်နေတဲ့အတွက်တော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဘက်ကအသေးအဆုံးတွေရှိနေတယ်လို့ကင်းနီမြို့သားများကကွယ်ရေးတပ် KNDF ကအောက်တိုဘာလ23ရက်မှာထုတ်ပြန်ထားပါတယ်။မကွေးတိုင်းရောဒေတာမှာစစ်ကောင်စီတပ်ထဲကနေထွက်ပြေးလာတဲ့တပ်ကြက်၃ယောက်ကိုအော်တိုဝါလာ၁၀ရက်နဲ့၁၂ရက်နေ့တွေမှာလက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းတပ်ဖွဲ့တွေဘက်ကအရှင်ဖမ်းမိခဲ့တယ်လို့ရောလင်းနှံအဖွဲ့စီကနေသိရပါဗျ။ DV နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။